ကိုဝင်ဆောင်တဲ့အခါလာအလိုက်ဘေဘီလေးရဲ့ဘလုံးဖွင့်မျိုးတလဲဆိုတာစက်စုကျင်တဲ့မိခင်လေးရှိလားရှိတယ်ဆိုရင်ဒီဗီဒီယိုလေးကနေတဆင့်ကိုဝင်ဆောင်ကာလအတွင်းဘေဘီလေးရဲ့အခြေအနေတွေကိုအကဲခတ်လို့ရပါတယ်။ကြည့်တာဆိုအချိန်မဆွဲပဲဆက်ရအောင်လားရှင်။ပထမဆုံးကိုဝင်ရပြီဆိုပြီးတည်တဲ့အချိန်အားစလို့မိမိပိုက်ထဲကဘေဘီလေးဖြစ်လာမဲ့မျိုးဦးလေးကကြီးထွားလာရင်လည်းအချင်းစဖြစ်လာပါတယ်။မိမိစားလိုက်တဲ့အဟာရတွေကိုဘေဘီလေးစီပို့ပေးတဲ့တာဝန်တွေဘေဘီလေးရဲ့အညစ်အကြေးတွေကိုမိမိစီရနေတဆင့် စွန့်ထုတ်ဖို့ကိုအချင်းအားလှုပ်ဆောင်ပါတယ်။ကိုဝင်တလာဆိုတဲ့အချိန်မှာမျက်လုံးဖြစ်လာမယ်အနက်ရောင်အဝိုင်းတစ်ခုစပေါ်လာမယ်။နှစ်နာဖြစ်လာမယ်ပါဇက်အောင်မေယုံနဲ့လေပင်တွေစတင်ကြီးထွားလာမယ်။သွေးဆဲတွေစတင်ပေါ်ပေါက်လာတဲ့အမျှသွေးလည်ပတ်မှုရှိလာမယ်။ဒါကြောင့်နှလုံးလေးလေးစဖြစ်နေပါပြီ။ကိုဝင်ဆောင်ပြီးလေးဘက်အကြမ်းမှာဘေဘီလေးကဆန်စည်းထက်ကြီးတဲ့ပမာဏလောက်ရှိနေပါလိမ့်မယ်ရှင်။ကိုဝင်နှလုံးလောက်ရတာနဲ့ခြေချောင်းလက်ချောင်းနဲ့မျက်နှာတွေကစတင်ဖွံ့ဖြိုးလာမှာဖြစ်ပြီး အုံလုံးနဲ့အာယုံကျော်စတင်ဖွံ့ဖြိုးလာတဲ့အချိန်ဖြစ်တာမို့အစာချေစနစ်နဲ့အာယုံခက်အင်္ဂါတွေစတင်လာပါပြီ။အယိုးနုလေးတွေမှာအယိုးတွေစတင်လာပြီးဦးခေါင်းပိုင်းကတခြားပိုင်းတွေထက်ဖွံ့ဖြိုးမှုပုံမြန်ပါလိမ့်မယ်။နှစ်လလောက်ဆိုရင်ဘေဘီလေးကတလက်မအရွယ်လေးဖြစ်လာပါပြီ။ဘေဘီလေးလက်သေးဆုပ်တတ်တဲ့အရွယ်ကကိုယ်ဝင်ဆက်နှစ်ပတ်၃လမြောက်မှာပါ။ပါးစပ်ဟားတက်လာသလိုခြေချောင်းနဲ့လက်တွေပြေဝဖွံ့ဖြိုးလာသလိုလက်သေးလေးရောင်စနေပါပြီ။ အထရာဆောင်ကနေအတီးပြုတ်ဖို့ခက်ခဲပေမဲ့တတလာမိမိလားဆိုတာကိုသိနိုင်မဲ့အင်္ဂါတွေစပေါ်လာပါပြီ။၃လဆိုတဲ့အချိန်မှာဘေဘီလေးကအလုံးစုံဖွံ့ဖြိုးလာပြီးဖြစ်ပြီးကြီးထွားလာဖို့ပဲကြံပါတော့တယ်။လှုပ်ရှားနိုင်လာပြီးစီးဆိုးတဲ့စနစ်တွေလည်းစတင်လှုပ်ဆောင်လာသလိုအသေးအရောင်အသေးချေရေစတင်ထုတ်လုပ်လာပါပြီ။ဘေဘီလေးက၃လကြာမှတလက်မကနေလေးလက်မလောက်ထိကိုကြီးထွားလာပါပြီရှင်။လေးလလောက်ဆိုရင်တော့သွားနဲ့အယိုးတွေကြန့်ခိုင်းလာပြီးဘေဘီလေးကအကြောရောင်ဆန်တတ်တဲ့ဘေဘီလေးဖြစ်လာမှဖြစ်တဲ့အပြင် နှလုံးခုန်တန်းအောင်နားထောင်လို့ရပါပြီ။လေးလောက်မှဘေဘီလေးက6လက်မှလက်ဝါးတဝါးစာလောက်ရှိနေမဲ့အပြင်လေးအောင်စာလောက်ပဲရှိအောင်ပါပါ။9လလောက်ရောက်လာရင်တော့ဘေဘီလေးလှုပ်ရှားမှုစလာတဲ့အချိန်မလို့လှုပ်ရှားမှုတွေကိုထင်ထင်ရှားရှားကိုမိခင်အနေနဲ့ခံစားလာရမယ့်အချိန်မှာအိုးကောင်းပိုင်းမှာဆိုသပင်လေးတွေစပေါက်လာမယ့်အပြင်ဘေဘီလေးကအတော်လေးကြီးလာပြီလို့ပြောရပါမယ်။ဘလောက်ကြောင်လဲဆိုရင်လက်ဖဝါးနှစ်ချက်စာဆဲလက်မှအရွယ်လောက်ကိုတပောင်အလေးချိန်စရှိလာပါပြီ။6လဆိုရင်အနီရောင်လေးဘေဘီလေးကတန်းလာပါပြီ။ သွေးကြောတွေကိုဖောက်မြင်နေရမယ်။လက်ဝေးအားခြေပွေရလေးတွေလည်းတွေ့ရမယ်။မျိုးလုံးတွေစောက်ဖွင့်လို့ရမယ့်အရွယ်ဖြစ်ပြီးတော့ဘေဘီလေးရဲ့ဂျိုးထိုးတန်တောင်ကြားရမယ့်အရွယ်ဖြစ်ပါတယ်။တချို့ဒီအချိန်မှာလမ်းမစီပဲမွေးလာမယ်ဆိုရင်အထူးစောင့်ရှောက်မှုရမှသာဘေဘီလေးကအသက်ရှင်နိုင်မှာပါ။ဘာလို့ဆို6လဆိုတဲ့အချိန်မှာဘေဘီလေးက12လမှအရွယ်2ပေါင်လောက်သာရှိအောင်မှာပါ။ခဏလာလောက်ဆိုရင်တော့ရေမွာရေကနေပါးစာပြူလာပြီးအသံအထီတွင်းနဲ့အလင်းရောင်တုံ့ပြန်ပါလိမ့်မယ်ခန္ဓာကိုယ်အနေထားကိုသူ့စိတ်ကြိုက်ပြောင်းလဲမဲ့အချိန်ဖြစ်ပြီးတော့ 16လက်မခန့်အရွယ်နဲ့နှစ်ပေါင်ကနေ၄ပေါင်ကြားရှိနိုင်ပါတယ်။၈လဆိုတဲ့အချိန်ကကလေးတွေအကန့်ဆုံးအချိန်မှာဘာလို့ဆိုဘေဘီလေးရဲ့အုံနောက်ဖွံ့ဖြိုးမှုကမြင့်မားလာရပြီးအစုတ်ကတော့ဖွံ့ဖြိုးစေအချိန်ဖြစ်လို့ပါ။အရွယ်အစားက16လက်မလောက်ရှိပြီဖြစ်ပြီးတော့ကိုလေးချိန်ကတော့9ပေါင်လောက်ရှိနိုင်ပါတယ်။ကိုလဆိုတဲ့အချိန်မှာခေါင်းလေးကအောက်ကိုဆဆိုက်လာသလိုလူလောကရဲ့ဝင်လာမှုအသင့်ဖြစ်နေတဲ့အချိန်ဖြစ်ပါရဲ့ရှင်။အစုတ်ကလည်းဖွံ့ဖြိုးမှုပြီးကနေအစ်မရှိတဲ့အပြင်ရုပ်လုံးပေါ်လာတဲ့အရွယ်ဖြစ်နေပါပြီ ဒီအချိန်မှာတော့အရွယ်စားက16လက်မကနေ20လက်မကြားရှိနိုင်ပြီးတော့ပေါင်ချိန်အနေနဲ့9ပေါင်လောက်ရှိနိုင်ပါတယ်။ကဲတလို့ဆိုမိခင်ဖြစ်လာမဲ့လူတွေအနေနဲ့မိမိပိုင်ထဲကဖွံ့ဖြိုးမှုကိုသိလောက်ပြီးပေါ့။နောက်ဆိုလဲကျန်းမာရေးနဲ့ပတ်သက်တဲ့အသိပညာပေးဗဟုသုတတွေတင်ပြီးမှဖြစ်လို့ရွှေစည်းစာ YouTube Channel လေးကို Subscribe လုပ်ပေးခဲ့ပါအောင်ရှင်။